ရင်းအဲဆလန်ကတော့ရှာလော့ဘရွန်ဒီက1848ခုနှစ်မှာရေးခဲ့တာပါပြီးဝိထုကမြောက်အင်္ဂလန်ကဂျင်းဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ခွားအကြောင်းပေါ့ဂျင်းကငငယ်ကလေးကဒုက္ခတွေအများကြီးကြုံခဲ့ရပေမဲ့စိတ်ထက်ပြင်းထန်ပြီးဖက်မြက်တဲ့သူပါ နောက်ဆုံးမှာတော့တတိကြီးမစ္စတာရစ်ချက်စတာနဲ့ချစ်ကြိုက်သွားတဲ့ဇလန်းလေးပါဒီစာအုပ်ကိုမူလကကာဘွန်ဆိုတဲ့နာမည်ခွနဲ့ထုတ်ခဲ့တာဒါပေမဲ့အញ្ញံအောင်မြင်သွားတော့ ရွန်တေဟာသူခိရဲ့အတော်ဆုံးစာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့တယ်။ဇလန်းအဆောက်ပါခြင်းကဆယ်နှစ်တမီလီပါ။သူနေရတာက Guest Head Hall ဆိုတဲ့အိမ်ကြီးမှာသူ့ကိုမွေးစားထားတဲ့တထေးကြီး Mrs. Rich တို့အိမ်ပေါ့။ဂျင်းရမေမေဘက်ကဦးလေးကသူ့ကိုမိဘမဲ့ဖြစ်သွားတော့ကခေါ်ထားခဲ့တာ။ဒါပေမဲ့ဦးလီဆုံးသွားတော့ Mrs. Rich နဲ့သူသား John ကဂျင်းကို အစီကံတရားလို့နှိပ်စက်ကြတယ် ချိန်အပေါ်ကောင်းတာဆိုလို့အင်ဖော်မလေးပတ်စီပဲရှိတယ်။တရက်မှာဂျွန်ကနှိမ့်ဆက်လို့ချိန်ကပြန်ချလိုက်တာကို Mrs. Rick ကဒေါသတကြီးနဲ့ချိန်ကိုအခန်းတစ်ခန်းနဲ့ပိတ်ထားလိုက်တယ်။အဲ့ဒီအခန်းကသူ့ဦးလီဆုံးထားတဲ့အခန်းမြအခန်းထဲမှာအလင်းတန်းတစ်ခုကိုတွေ့ပြီးဦးလေးရဲ့တဆေးတင်ပြီးဂျင်းတယောက်တတိလစ်သွားပါလေရောဂျင်းကိုလာကူပေးတဲ့ဆရာမစ္စတာလွိုက်ကဂျင်းရဲ့အရေးချင်းကိုမြင်နေ ဒါနဲ့ Mrs. Freak ကိုချင်းကိုចောင်းပို့ဖို့တိုက်တွန်းတယ်။မကြခင်မှာပဲချင်းတယောက် Lowood ဆိုတဲ့မိန်းကလေးចောင်းကိုရောက်သွားတယ်။အဲ့ဒီចောင်းကတိတ်ကိုတင်းကျပ်ခဲ့ចောင်းအုပ်ကြီး Mr. Broker Hush ဦးချူတာ။ဒီရတော့သူကချင်းကိုចောင်းသားအားလုံးရှေ့မှာជីកောင်းမလင်းများသူရဲ့လို့အလျှောက်ခွာလိုက်တယ်။ဒါပေမဲ့ချင်းက Helen Ben ဆိုတဲ့တငေချင်းတယောက်ရခဲ့တယ်။ Helen ကချင်းကိုအညိုအသေးမထားဘဲနဲ့ခွင့်လွတ်တတ်ဖို့သင်ပေးခဲ့တယ်။ ဝါနေဆရာတာကတော့ဟန်လန်ကတီဗီယောဂနဲ့ဆုံးပွားခဲ့ပါတယ်။ဂျင်းကလောပေါ်မှာပဲကြိုးစားရင်၁၈နှစ်ရောက်တော့သွန်ဖီဟောဆိုတဲ့အိမ်ကြီးမှာအိမ်ဆရာမအလုပ်ရသွားတယ်။အိမ်မှာအိမ်ထိန်လုံး Mrs. Fairfax ကိုတွေ့တယ်။အိမ်ရှင်ကတော့ Mr. Rochester ပေါ့။ဒါပေမဲ့သူကအိမ်မှာမရှိဘူး။ဂျင်းကသူ့တင်ပေးရမယ့်ကလေးမလေးအဒဲကိုတန်ရောဆင်ချွတ်သွားတယ်။ဒါပေမဲ့အိမ်ရဲ့အပေါ်ဆုံးထက်ကနေကြောက်စရာကောင်းတဲ့ရေးသားနေအမေးချားနေရတယ်။ အိမ်မှာ Grace Bo ဆိုတဲ့အချုပ်ထမားတယောက်နေတယ်တော့ပြောကြပဲ။ချင်းကပျော့ပျော့သွားတတ်တဲ့အင်းရှင် Mr. Rochester ကိုလည်းစိတ်ဝင်စားနေမိတယ်။တရချင်းလန်းရှုံထွန်းနေမင်းဘော်ကပြုတ်ကြတဲ့လူတယောက်ကိုတွေ့တယ်။သူက အကူအညီမယူဘူးဒါပေမဲ့ဂျင်းကဖုန်းဖီးမှာအလုပ်လုပ်တာတီးတော့မစ္စတာရိုချက်စတာအကြောင်းနေဆမေးတော့တာပဲဂျင်းအိမ်ပြန်ရောက်တော့ညနေက တွေ့ခဲ့တဲ့လူရဲ့ခွေးကူအိမ်ထဲမှာတွေ့လိုက်တယ် အဲ့တော့မှသူတွေးခဲ့တဲ့လူဟာမစ္စတာရိုချက်စတာကိုရိုင်ဖစ်နေမှန်းသိလိုက်ရတယ်။အစပိုင်းမှာတော့မစ္စတာရိုချက်စတာကဂျိန်းကိုခက်စင်စင်ပဲ။ဒါပေမဲ့အချိန်ကြာလာတော့သူတို့နဲ့အောင်ရင်းနှီးလာပြီးဂျိန်းကသူ့ကိုချစ်မိသွားတယ်။တင်ညမှာမစ္စတာရိုချက်စတာရဲ့အခန်းမိလောင်ပါတယ်။ဂျိန်းကသူ့ကိုအချိန်မီကယ်တင်နိုင်ခဲ့တယ်။သူကတော့ Grace Bow လက်ချက်လို့ပြောပေမဲ့ Grace Bow ကိုအလုံးမထုတ်ပဲစက္ကန့်ထားတော့ဂျိန်းတယောက်နောင်မလည်နိုင်ဘူးဖြစ်နေတာပေါ့။ မကြခင်ပါတဲ့မစ္စတာရိုချက်စတာကဘလန့်အင်ဂရန်ဆိုတဲ့မိမချော်လေးရှိတော်လေတယ်။ဂျိမ်းမဲအញ្ញစိတ်တာကြာသွားတယ်။အဲ့ဒီအချိန်မှာပဲသူ့အတော့မစ္စစ်ရစ်တေခါနီးဖြစ်နေပြီဆိုတဲ့သတင်းကြတော့ဂျိမ်းပြန်သွားရတယ်။မစ္စစ်ရစ်ကမတေခင်မှာဝန်ခံသွားတယ်။ဂျိမ်းရဲ့ဦးလေးဂျွန်အဲကဂျိမ်းကိုမွေးစားဖို့လာမေးတုန်းကမစ္စစ်ရစ်ကမနာလို့လို့ဂျိမ်းတေပြီလို့လိန်ပြောလိုက်တာကိုအာ Mrs. Ree ဆုံးသွားပြီးချိန်လဲ Bond Fee ကိုပြန်လာတယ်။ဟိုရောက်တော့ Mr. Rochester က Blanche နဲ့လက်ထပ်တော်မယ်လို့ကြားလိုက်ရတယ်။ဒါပေမဲ့ Mr. Rochester ကတကယ်တမ်းမှာချိန်ကိုအယမ်းချစ်တာလို့ဖွင့်ပြောလာတယ်။ချိန်လဲသူ့ကိုချစ်တာကိုရဲရဲဝံ့ဝံ့ပြန်ပြောခဲ့တယ်။မကြခဲ့မှာပဲသူတို့နှစ်ယောက်စိတ်ချလိုက်ပြီးဟာဒါပေမဲ့မင်္ဂလာပွဲမတိုင်ခင်တင်ညမှာချိန်အယမတ်ကလက်နွယ်လိုက်တယ်။သူ့အခန်းချင်းမှာမိမကြံမလဲတယောက်ကိုတွေ့လိုက်တယ်။ အိမ်မမကဂျင်းရမင်္ဂလာသရိုးသမီးညစ်နှဘုံကိုဆွဲဖြဲ့ပစ်တာမစ္စတာရိုချက်စတာကဒါလဲဂရစ်လက်ချက်ပဲလို့ပြန်ပြောတယ်မင်္ဂလာပွဲနေ့သူတို့လက်ထပ်တော့မယ်ဆဲဆဲမှာပဲလူတယောက်ကမင်္ဂလာပွဲကိုရခန်းလိုက်တယ်ပြီးတော့ကြင်ညာလိုက်တာက မစ္စတာရိုချက်စတာဟာအိမ်တော်ရှိသားတဲ့သူမိမကတခြားသူမဟုတ်ဘူးတွန်ဖီအင်ဂျီရဲ့အပေါင်းဆုံးတက်မှာနေတဲ့ဂရစ်ပိုးကစောင့်ရှောက်နေရတဲ့သူစီနီမှာပဲဖြစ်နေတာပေါ့ ချိန်တယောက်မစ္စတာရိုချက်စတာရဲ့လင်ညာမှုကိုလုံးဝကြေကွဲသွားပြီးတွန်ဖီကနီထပ်ပြီးခဲ့တယ်။သူဟာစိတ်ရဲပင်ပဲဂျင်နာတက်တဲ့ Rivers မုံနှမတွေရဲ့အိမ်မှာခိုလုံးခွင့်ရခဲ့တယ်။သူတို့နဲ့နေရင်ဂျင်းတိလိုက်ရတာကသူတို့အဖေဂျွန်ကမကြခင်မှာဆုံးသွားပြီးသူ့အမွေတွေကိုအဲဆိုတဲ့ဆွေမျိုးတယောက်ကိုပေးခဲ့တယ်။ဒါတော့မှဂျင်းတိလိုက်ရတယ် Rivers Monomari ကသူ့ရဲ့ဝမ်ခွဲ Monomari ဖြစ်နေပြီးသူတို့အဖေပြောတဲ့အမွေစက်ခံယူအဲဆိုတာသူ့ကိုယ်တိုင်ဖြစ်နေတာပေါ့ဂျင်းကယူသားတဲ့သူ့ဝမ်ခွဲ Monomari ကို အမွေတဝက်ခွဲပြီးယူဖို့တိုက်တွန်းခဲ့ပိုင်တညမှာဂျင်းကမစ္စတာရိုချက်စတာသူ့နာမည်ကိုခေါ်နေတယ်လို့ရှားရောင်လိုက်သည်စိတ်ထဲချင်တဲ့အတိုင်းတွန်ဖီကိုအပြေးပြန်သွားကြည့်တော့အင်ကြီးတစ်လုံးမီးလောင်ပြားကျသွားပြီ တိလိုက်ရတာကမစ္စတာရိုချက်စတာရဲ့စိတ်မနှက်တဲ့ဇနီးကဂျင်းရဲ့အရာကောင်းကိုမီးရှို့ပြီးအပေါ်ကနေခုန်ချပြီးတည်ဆုံသွားခဲ့ပါတယ်။မစ္စတာရိုချက်စတာကတော့အနီးနားမှာနာလန်နေရတယ်။မီးလောင်မှုကြောင့်သူဟာမျက်စိနှစ်ဖလုံးအလင်းကွယ်သွားပြီးလက်တဖက်လည်းပြတ်သွားခဲ့တယ်။ဂျင်းကသူ့ကိုပဲတော့မှထမ်းသွားတော့ဘူးဆိုပြီးကတိပေးခဲ့တယ်။သူတို့နှစ်ယောက်လက်ထပ်လိုက်ကြတယ်။ဇလန်းအဆုံမှာတော့ဆယ်နှစ်အကြာကဂျင်းကပြန်ဖြိုးပြနေတာ။ မစ္စတာရိုချက်စတာမျက်စိတစ်ဖက်အလင်းပြန်ရပြီးသူတို့ရဲ့တာအူးလေးမွေးဖွားလာတာကို မြင်တွေ့ခွင့်ရလိုက်ပါတယ်လို့ဇလန်းကိုအဆုံးသတ်ထားပါတယ်။